ဘာဝ2025ခုနှစ်အောက်တိုဘာလ10လပိုင်းတွင်အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတွင်ကံကြမ္မာဆိုးကောင်းနှင့်တလဆာဆောင်းရန်ရှောင်းရန်များကို ကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ် ဆယ်လာပိုင်းတလားတာမှာအင်္ဂါသားသမီးမိတ်ဆွေတွေအလုံးနဲ့ပတ်သက်ပြီးတော့ခွင်းလန်းကောင်းတစ်ခု ရောက်လာမယ်မိတ်ဆွေတို့အနေနဲ့ရွေးချယ်ရခက်ခဲနေမယ်မိမိယုံကြည်စိတ်ချရသောမိမိနဲ့အံဝင်ခွေကြဖြစ်သော အလုပ်တွေကိုရွေးချယ်လုပ်ကိုင်းတဲ့ပါတယ်အကယ်၍မိတ်ဆွေတို့အနေနဲ့အကျိုးမြတ်ကိုအဓိကဦးစားပေးလုပ်ကိုင်းပါကဒီဆယ်လာပိုင်းတလားတာမှာအလုပ်တွေနဲ့ပတ်သက်ပြီးတော့လူလိန်ခံရတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့အပြိုင်ဆိုင်ခက်ခဲတွေကြားကနေပြီးတော့မိမိလက်ရှိစီးပွားရေးလုပ်ငန်းတွေအောင်မြင်မှုလမ်းကြောင်းပေါ်ကိုမမျှော်လင့်မဲနဲ့ရောက်သွားတတ်ပါတယ်။မိမိရဲ့ကောင်းသောစိတ်ကူးအတွေးခေါ်တွေနဲ့ဇွဲလုံးလာဝရိယာမလျှော်ဘဲနဲ့ဒီဇိုင်းမှန်မှန်လုပ်ကင်တတ်မယ်ဆိုရင်မိษွေတို့အနေနဲ့ပါးပါးနက်နက်နဲ့နေတတ်ထိုင်တတ် ပြောဆိုတတ်တဲ့သူတွေအဖို့ဒီဆယ်လားပိုင်းတလားတာမှာအခက်ခဲလေးတွေအနေငယ်ကြုံရပေမဲ့လည်းပဲကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဇီဝါတိုတက်ကိန်းနေနဲ့ကြုံရတတ်ပါတယ်မိမိမျော်မှန်းထားသောငွေကြေးသို့မဟုတ်အကူအညီတောင်းရန်ရှိသောငွေကြေးကိစ္စတွေအစဉ်ပြေမှုတွေရရှိမယ်အင်္ဂါသားသမီးမိတ်ဆွေတွေဆယ်လားပိုင်းတလားတာမှာငွေကန်ပွင့်နေပြီးတော့မိသားစုဝင်တွေကိုအကြောင်းပြုပြီးတော့ငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်ပါတယ် အင်္ဂါသာသမီးမိတ်ဆွေတွေဆယ်လာပိုင်းတလားဒါမှာအခြေရေးကိစ္စတွေမုံကျိုးလိန်ဖြစ်နေပဲအဆက်ဟောင်းချစ်သူဟောင်းအနောက်ရှက်တွေဝင်းလာပြီးတော့မိမိတို့ချစ်သူနှုတ်ဇကာများရံဖြစ်ခြင်းသို့မဟုတ်ဆက်သွယ်ပြတ်တောက်ခြင်းလမ်းခွဲရခြင်းစသောကိစ္စတွေကြုံရတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့ဆက်သွယ်ပြတ်တောက်နေသော၊ကွဲကွာနေသောမိသားစုဝင်များရဲ့တရင်စကားကြားရခြင်းဆက်သွယ်ပြန်လည်ရရှိပြီးတော့ဒီဆယ်လပိုင်းတလတာမှာမိသားစုဝင်များနဲ့ပြန်လည်စုံစည်းခွင့်တွေရရှိတတ်ပါတယ်။မိမိတို့နေထိုင်သောအိုးအိမ်ပြင်ဆင်ရမယ်။အလူမင်္ဂလာကိစ္စလေးတွေမိသားစုအတွင်းမှာကြုံရတတ်ပါတယ်။ အင်္ဂါသာသမီးမိတ်ဆွေတွေပညာသင်ကြားနေတော်သူများကျောင်းစာပေါ်မှာအာယုံစူးဆိုင်မရဘဲနဲ့မိမိရဲ့စိတ်တွေလေလွင့်နေမယ်။သင်တန်းတက်ခါနီးမှာအကြောင်းကိစ္စတစ်ခုကြောင့်သင်တန်းရနာရမယ်။မိတ်ဆွေတို့ရဲ့စာမိုးဝဲရလန်းညံ့နေပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့မိမိကိုယ်ကိုအားမလို့အားမရဖြစ်နေတတ်ပါလေ။ မိမိရဲ့ပန်းဝင်းကျင်မှာဒီဆယ်လာဝိုင်းတလတာမှာလူချစ်လူခင်ပေါများနေပြီးတော့ဆွေမျိုးများသို့မဟုတ်မိကောင်ဆွေကောင်းတို့ရဲ့အကူအညီကောင်းတွေရရှိမယ်မိဆွေတဦးကြောင့်မထင်မှတ်ဖဲနဲ့ဖျားဘူးခီးထွက်ရတတ်ပါတယ်အင်္ဂါသားသမီးမိဆွေတွေဆယ်လာဝိုင်းတလတာမှာကျမ်းမာရေးအနေနဲ့ဥကောင်းမိုင်းမကြည်မလင်ဖြစ်ခြင်းခါနာခါကြိုက်ဖြစ်ခြင်း စီယောဂဝေဒနာခံစားရခြင်းမတော်တဆထိခိုက်ရှာနာယောဂဝေဒနာလေးတွေခံစားရတပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းကလတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် 14ရက်20နဲ့3ရက်30ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေ၊ကိုညီမဲ့သူတွေနဲ့စုံစည်းရတာမျိုးတွေမိမိတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဖူထစ်ကလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်9ရက်23ရက်20ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်။ အဲ့တော့ကျွန်တော်ရင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာအဖြူရောင်မိတ်ကက်ရောင်ပန်းနုရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါသောသူတွေ ठी ကံဆန်းကျင်တယ်ဆိုလို့ရှင်ရင်မိတ်ဆွေတို့ကံဆန်းသော ठी နံပါတ်မှာနှစ်စာနှစ်စုံပါသော ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကံဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေ အားလုံးဒီဆယ်လပိုင်းတရတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေပွင့်လန်းစေဖို့ဆိုလို့ရှင်ရင် အုံသီးနဲ့ပြုလုပ်ထားသောအစားအစာတွေကိုမိမိနဲ့ဒါရင်းနှီးသောသူတွေကိုလက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေစေဖို့ဆူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေ အားလုံးဒီဆယ်လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပိုမိုကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင် မိမိတို့ရဲ့မွေးနေပေါ့နော်အစဉ်ပြေသောအချိန်မှာမိမိတို့ရဲ့နေအိမ်ဖျားကျောင်းဆောင်သို့မဟုတ်ဈေးဒီတဆူဆူဆိုးသွားရောက်ပြီးတော့ရောင်စုံရက်ကိုးကျောင်းအစဉ်ပြေတဲ့သူတွေအားလည်းရောင်စုံရက်ကိုးကျောင်းကိုလူမယ်တကယ်လို့ရောင်စုံရက်ကိုးကျောင်းအစဉ်မပြေတဲ့သူတွေအားလည်းပဲမိမိတို့အိမ်မှာရှိသောရက်တောင်ပေါ့နော်နာရီရက်တောင်ကလွဲပြီးတော့ကျန်တဲ့ရက်တောင်နဲ့မိမိတို့ရဲ့နေအိမ်ဖျားကျောင်းဆောင်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို မိမိရဲ့တက်စီပေါ့နော်ဒါရက်တောင်ခတ်ပြီးတော့ဒါလေပေါ့နော်ဒါလှူဒန်းပေးရမှာပဲဖြစ်ပါနေအဲ့တော့ကျွန်တော်ရဲ့မိษွေခဏရက်သားသမီးအားလုံးဒီဆယ်လပိုင်းတလားတာမှာအင်္ဂါသားသမီးမိษွေတို့အနေနဲ့အစိုးဥသမ ्या ဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပြီးတော့ မိတ်ဆွေတို့လောက်ကင်လျက်ရှိသောစီးပွားရေးလုပ်ငန်းတွေအားလုံးအစအစအရာရာအဆင်ပြေပြီးတော့ငွေရေးကြေးရည်နဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာလွယ်ကူသောတတ်တွေကိုရရှိပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သရင်10လပိုင်းတွင်အင်္ဂါသားသမီးမိတ်ဆွေတွေ အားလုံးတို့တလစာ ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်